မင်္ဂလာပါခင်ဗျကျွန်တော်ဇော်ဤပဲဖြစ်ပါတယ်ကျွန်တော်ဇော်ဤပဲကနေလဲကျူဆိုပါတယ်ကျွန်တော်ရဲ့ YouTube Channel ဖြစ်တဲ့ Linga Support Channel ကနေလဲကျူဆိုပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်နေဒီနေ့မှာတော့ဒါဥရောပယူပါဠိဖလားပြန်ပွဲစဉ်တွေပြင်ဖို့เนาะဒါ La Liga Spain ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျအရင်ကတော့နောက်ကျသွားတယ်ဆိုတော့ကျွန်တော်ဒိုတိုနဲ့လိုရင်းလောက်ကိုပဲဒါရွေးချယ်ပြီးတော့တုံးသက်ပေးသွားမှာဖြစ်ပါတယ်ကြိုက်ရှင်းတူမယ်ဆိုတော့ညီကိုလိုက်ပြီးခစားကြပါ ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့လာလီကာစပိန်ပွဲစဉ်ထဲမှာဆိုရင်အိုဆာဆူနာနဲ့တာအေရှီရီပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ။အိုဆာဆူနာနဲ့အေရှီရီပွဲစဉ်မှာဆိုအင်ကိုဖြစ်တဲ့အိုဆာဆူနာနေပြောဒီနေ့အေရှီကိုကြောက်ပထားတဲ့ပေါ်ဒီစေးအခုလက်ရှိပေါက်စေးတိုင်းဆိုရင်ရှီတူဆိုရင်အရှုံးသေးပေါက်ပေးတာကိုပေါင်းနှလုံးသေးသေးပေးထားကြ။ဆိုတော့ထိတ်တိုက်တွေ့ဆုံမှု ပြန်ပြီးကြည့်ရမယ်ဆိုရင်ဦးစားစုနာနဲ့ဒီ HL ဘွဲစင်မှာဆိုရင်ဂိုးအောင်နှလုံးထက်တိကောမကျော်ဘူးဒါရမရငါလောက်ပဲကျော်ထားဖြစ်တယ်ရမလိုအပ်ချက်ရှိနေတဲ့ဦးစားစုနာအနေနဲ့ဒီနေ့ HL ကိုအနိုင်ရရှိသွားဖို့အတွက်ဆိုရင်တော့ကစားကွက်ကောင်းကောင်းနဲ့ပြန်ထွက်လာပဲရှိပြီးတော့ကြီးမောင်တာလည်းများထားကြတာဆိုတော့ HL ကတော့အဝေးကွင်းဖြစ်တဲ့ဆိုရင်ထင်ကစားသွားရင်တော့မှတေးရလက်ပြီးတော့တမှတ်လို့ရောက်သွားလိမ့်မယ်လို့တွေးမိမိပြ ဒါမှမဟုတ်ဘလိုပဲဖြစ်ဖြစ်ပါအင်ရှင်ဖြစ်တဲ့အိုဆန်သူကရှေ့သူဆိုရင်အရှုံးလေးကျော်လာပြီးကိုပေါင်းသိနှလုံးသေးလေးပေါက်ထားတဲ့ဒီတိုင်းမှာဆိုရင်ကျွန်တော်ကိုခံမန်းရလကတော့ဘိုးလေးနဲသွားပြီးတော့ဒါအိုဆန်သူနာပဲကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်တွေးမြင်မိတယ်စိတ်ပြကိုရွေးချယ်ပေးရမယ်ဆိုရင်တော့အိုဆန်သူနာနဲ့အရှေ့တို့ပွဲစဉ်မှာကျွန်တော်တော့ကိုပေါင်းအောက်တစ်ချောင်းလေးပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်တပွဲဖြစ်တဲ့ပေါ်တော့ဒါ ာ Real Oviedo နဲ့ပေါ့နော်ဒါပါဆင်နိုနာပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပြီးသွားမှာဖြစ်တယ်ဗျ။ဆိုတော့အဝင်းဖြစ်တဲ့ပါဆင်နိုနာ Real Oviedo ကိုကြောက်ထားတဲ့ပေါ်စီမှာသူနှလုံးသွင်းလာကြောက်ဆုံးစားသည်ပြောင်းလဲသွားရှိတာပြောကိုအောင်သည်သုံးလုံးသည်သည်ဒီဖောက်ပစ်တာတွေ့ရဗျ။ဒါပေမဲ့ပါဆင်နိုနာမှာတိုက်စစ်ပိုင်းကရောဒါပွင့်လေတရားကိုကိုယ်တွေတွင်းနိုင်တဲ့အလားအလာကိုရှိရဆိုပေမဲ့ Real Oviedo နဲ့အဝင်းဗျ။တန်းစင်းဆုံးနဲ့များကြောင်းနေတဲ့ Real Oviedo နေနဲ့ဒီနေ့တိတမက်လောက်ရရင်ပဲကံကောင်းအောင်မှာဖြစ်တဲ့အကြောင်းမလို့အဝင်းဖြစ်တဲ့ပါဆင်နိုနာရဲ့ကြောက်ထားတဲ့ဈေးလေးကတော့ ထိုးသားတွေအကြညီကိုတို့အကြကိုပေးထားတာတွေ့ရဗျဒါမှမဟုတ်ကိုပေါင်းစည်းက၃လုံးတည်ဗျဒါမှမများတော့လို့ပြောလို့ရတယ်ဆိုတော့ real avenue တွေနဲ့ဘာဇီလိုနာတို့အနိုင်ရရှိသွားခဲ့မယ်ဆိုရင်တော့မှခိုးကတော့အနည်းဆုံးပေါ့နော်ဒါဒူးစီးဒါတလောက်မှမဟုတ်လို့ရှိရင်လည်းဒါ3-1ဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီကိုခန့်မန်းရလက်ကိုပြောပြီးသွားတော့ဘယ်လိုပဲဖြစ်ဖြစ် real avenue အင်္ဂါမှာဘာဇီလိုနာလို့နှလုံးတော့ဆားပဲကိုပေါင်းစည်း၃လုံးတည်ပေးထားတဲ့ဈေးတိုင်းမှာဆိုရင်ကျွန်တော်ရဲ့စိတ်ကြိုက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဒါ ဟိုအောက်ကိုလည်းကြိုက်တယ်လို့ဝေခွင့်ဖြစ်တဲ့ဘာစီလိုနာဘော်ဒီလည်းကြိုက်ပါတယ်ခင်ဗျာနော်ဆိုတော့ညီကိုတို့အနေနဲ့ပေါ့နော်ဒါဘာစီလိုနာပွဲစဉ်ကိုဘော်ဒီနဲ့ဒါကိုအောက်ကိုကြိုက်တဲ့ဘက်ကနေရွေးဆော့ကစားသိချင်တယ်ပေါ့နော်ကျွန်တော်ကတော့နောက်ထပ်တစ်ပွဲဖြစ်တဲ့ဗျဒီဥစ္စာတော့ဥရောပပွဲစဉ်တွေဖြစ်တဲ့ယူပါလီပွဲစဉ်တွေကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျဆိုတော့ယူပါလီပွဲစဉ်မှာဆိုလိုင်းလီပွဲစဉ်ရှိရဲလိုင်းလီကတော့ဒါဗရန်နဲ့ကန်ရမှာလည်းဖြစ်တယ်ဗျအင်ဝင်ဖြစ်တဲ့လိုင်းလီကနေပြီးတော့ဗရန်ကိုတလုံးသွင်းသွားရင်ဒါပြဆုံးရှုံးနေကြတာကိုပေါင်းစီတလုံးသေးသေးပစ်ထားတယ်ဗျအင်ဝင်အားသာနေတဲ့လိုင်းလီနေနဲ့ဗရန်ကိုဒီနေ့ဒါအနိုင်ရရှိပြီးတော့အနိုင်သုံးမဲ့ရောက်သွားလိမ့်မယ်လို့ကျွန်တော်တွေးမိမိတယ် ော့ကျွန်တော်ရဲ့စိတ်ကြိုက်ကတော့ဒါအင်ဝင်ဖြစ်တဲ့ line level တွေပဲကျွန်တော်ရွေးချယ်ပြီးချင်တယ်နောက်ထပ်တပွဲဖြစ်တဲ့ပေါ်တော့ဒါ Aston Villa နဲ့ပေါ်တော့ဒါ Bologna ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာအင်္ဂလန်ပလီးမားလိမှဆိုရှေ့ဆန်းကြနေတဲ့ Aston Villa Italy City မှာဆိုလို့ရှိရင်လည်းရှေ့ဆန်းပုံမှန်ရနေတဲ့ Bologna တို့တွေ့တာလည်းဖြစ်တယ်ဗျာဆိုတော့ Aston Villa ကတော့အင်္ဂလန်ပလီးမားလိမှဒါရှေ့ဆန်းကြရဆိုမဲ့ဥရောပပွဲစဉ်တော့အကောင်းဆုံးဖြစ်ပြိုင်နိုင်မှုလို့ကျွန်တော်တွေးမိမိတယ်ဗျာထိုက်တန်တွေ့ဆုံနိုင်မှာဆိုရင်ဒါ Champions League မှာ2023နဲ့တွေ့ထိုင်နေတာဆိုရင်ဒါ Aston Villa ကိုတစ်ချိန်တိုင်းထားကိုတွေ့ရတယ်ဒါပေမဲ့ဒီဘက်နဲ့နောက်ပိုင်းမှာဒီ အင်္ဂလန်ပလီးမားမြန်မာရှေ့ဆန်းကြတဲ့အစွန်ဘီလာကဒီနေ့ပိုလန်နောင်အနိုင်ရရှိသွားလိမ့်မယ်လို့တွေးမြင်မိတယ်။ဂိုးကတော့အပြတ်သက်ကြီးတော့မဟုတ်ဘူးလို့ကျွန်တော်တို့မြင်မိတယ်ဗျ။အစွန်ဘီလာနိုင်သွားရင်လည်းဒါ1စီဒါ2စီလောက်ပဲဖြစ်သွားရင်ဖြစ်သွားနိုင်တယ်။ဒါပေမဲ့စစ်ကြက်ကိုကျွန်တော်ရွေးချယ်ပြရမယ်ဆိုရင်တော့ဒီအစွန်ဘီလာနဲ့ဒီဘိုလိုရာလို့ပွဲစဉ်မှာကျွန်တော်အင်ဝင်ဖြစ်တဲ့အစွန်ဘီလာဘော်ဒီလေးကို online ပတ်တယ်မှာဆိုရညီကိုရပုပကရမယ်တင့်တော်စင်းနဲ့ပဲလိုက်ပြီးစောကစားသိချင်းပါတယ်ခင်ဗျာနော်။ နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ့နော်ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်လေးကတော့ဒါစတူကတ်ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးထားတာဖြစ်တယ်ဗျ။ဆိုတော့စတူကတ်ကကစားရမှာတော့ပေါ့နော်ဒါစတာဖီကိုအတင်းနဲ့ကစားရမှာလည်းဖြစ်တယ်ဗျ။ဆိုတော့စတာဖီကိုနဲ့ကစားရမယ့်စတူကတ်အတင်းကတော့ဒါဒီဂျာမန်ဘွန်ဒီလီကာမှာစတူကတ်ကတော်တော်လေးမာတယ်။စတာဖီကိုကတော့ဒါနောက်ပိုင်းနေမှာဒါစပိန်လာလီကာမှာ၈ဆန်းနေကြနေဆိုပေမဲ့ဒါ အကောင်းဆုံးပုံမှန်ဘက်ကိုလည်းရောက်ရှိတာတော့မတွေ့ရဘူးဗျ။ဒါပေမဲ့အင်ကွင်းဖြစ်တဲ့စတုဘက်ကလေးကပေါ့နော်ဒီနေ့စတာဖီကိုကြောထားတယ်မှာဆိုရှေ့တူဆုံးအရှုံးလေးပြထားကိုပေါင်းစင်းသုံးလုံးသေးသေးဒီဖောက်ထားတွေ့ထားဗျ။ဆိုတော့ကျွန်တော်ရဲ့ကိုခံမန်းရလည်းကတော့ဒီစတုဘက်ကလေးကပဲဒါအနိုင်ရရှိပြီးတော့နောက်ထပ်အနိုင်သုံးဘက်ကိုရရှိသွားလိမ့်မယ်လို့တွေးမိမိတယ်ဗျ။ဆိုတော့ဘယ်လိုပဲဖြစ်ပါကိုပေါင်းစင်းသုံးလုံးသေးပြထားပြီးတော့ရှေ့တူဆုံးအရှုံးလေးပေါက်ပြထားတဲ့ဒီတိုင်းမှာဆိုရင်ကျွန်တော်ရဲ့ကိုခံမန်းရလည်းကတော့ဒါနှစ်တစ်ဒါတူးစီလောက်ပဲဖြစ်ကောင်းဖြစ်နိုင်ပြီးဝန်းဝန်းလည်းဖြစ်သွားနိုင်တယ်။ဆိုတော့စတုဘက်နဲ့စတာဖီကိုပဲပွဲစဉ်မှာကျွန်တော်ကိုယ့်အကူကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်။ ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်တွေကိုအကြရှင်းတူပဲဆိုရင်လိုက်ပြီးစောက်ကစားကြပါအဓိက body လိုက်ပြီးတော့စောက်ကစားစေ့ကျင်တာကတော့ကျွန်တော်ကတော့ Osasuna နဲ့ဒီ Eshiro ပွဲစဉ်မှာဆိုလို့ရှိရင်ကိုအောက်ကိုကစားခိုင်းပြီးတော့ line နဲ့ brand ပွဲစဉ်မှာဆို line line brand line line ကိုကျွန်တော် body ရွေးချယ်ပေးခြင်းပါတယ်နောက်ထပ်စတုကတ်နဲ့ဒီ Star Hero ပွဲစဉ်မှာဆိုတော့ကျွန်တော်ကကိုအောက်ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီ၃ပွဲကိုတော့ထား body စောက်ကြပါကျွန်တော်ပွဲစဉ်တွေတော့ mount တွဲစောက်ကြပါခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကြည့်ရှုအားပေးတဲ့ညီကလေးအထူးပဲကျေးဇူးတင်ပါတယ်ကံကောင်းကြပါစေအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ